နောင်ဦးပြင်ကစိတ်နှလုံးထိခိုက်ကြေကွဲစွာနဲ့အော်ကန်ဆိုးလိုက်တဲ့သားလေးရဲ့နင့်အဖေမျက်နှာကိုတော့မြင်ကွင်းမရှိပဲလူလောကနေပြန်ထွက်သွားရပြီနင့်အဖေကိုတွားချပါတော့လို့ပြောပြီးဝမ်းနှပင်ရဲ့ကွာချားမှာတင်ထားခဲ့ပါတယ်ဒီလိုနဲ့အဲ့ဒီကလေးဟာနောက်ဆုံးမှာအိုးအောင်ငက်လေးဖြစ်လာပြီးသူ့အဖေကိုအမြဲတမ်းအော်ခေါ်နေရှာပါတယ် ါတော့ကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတော်မြို့မှာခွန်ဆန်လုံးဆိုတဲ့ကုံတယ်လေးတယောက် ရှိခဲ့ပါတယ်။သူဟာဖခင်နဲ့မိရွေးလာအောင်မှာကြီးပြင်းလာခဲ့ပြီးဖခင်ဆုံးမပြီးနောက်မိရွေးနဲ့အတူ ကုံတယ်အဖြစ်ဆက်လက်နေထိုင်ခဲ့ပါတယ်။ခွန်ဆန်လုံးဟာအယံမောင်းကောင်းပြီးအသားရည်ဖြူပါတယ်။ရုပ်ရည်တည်ကြည်ခံရတဲ့အပြင်မင်းကလေးတိုင်းကြိုက်နေတတ်ကြပါတယ်။ဒီလိုနဲ့ ကျိုင်းတောင်မြို့ရဲ့အရှိတ်မိုင်းတရားကျော်အကွာမိုင်းကင်မြို့မှာနန်းဦးပြင်းဆိုတဲ့ကွန်းတောင်ကင်ရှမ်းအလမဲလေးတူနေထိုင်ပါတယ်ဒီလိုနဲ့တနေ့မှာခွန်ဆန်းလုံးဟာကုံကူးရင်ရွာတရွာအနီးတစ်ပင်အောင်မှာနားနေတော့တာယာညင်ညောင်းတဲ့ပလွေတန်နဲ့သချင်းတန်ကိုကြားလိုက်ရပါတယ်အတန်ရဲ့နောက်ကိုလိုက်သွားတဲ့အခါမှာတော့အင်မတန်ရှောမောလာပါတဲ့နန်းဦးပြင်းကို တွေ့ရှိခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာမထင်မှန်ပဲတွေ့ဆုံခဲ့ကြပြီးလူငယ်သဘာဝအတိုင်းရှစ်ကြိုက်သွားခဲ့ကြတာပေါ့မိုင်းကိုင်မျိုးကနန်းဦးပြင်ကိုရှစ်မိသွားတဲ့ခွန်ဆန်လုံးဟာမိုင်းတရားကျော်ဝေးတဲ့ခီးကိုမြင်းစည်းပြီးအမြဲတမ်းလူပြိုလှဲ့ခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်မတွေ့ရရင်မနေနိုင်တော့အောင်ရှစ်ကြပါတယ်ဒီနေ့မှာတော့နန်းတိန်ချောင်းအနီးမှာတွေ့ဆုံပြီး ရှစ်စကားပြောနေကြချိန်မှာရှောင်းရည်စည်းတံကစူညံနေလို့နောင်ပြင်ကခွန်ဆန်လုံးရဲ့စကားတွေကိုကောင်းကောင်းမကြားရပါဘူး။အရိအခါနောင်ပြင်လေးကနန်းတိန်ရှောင်းဘက်လှည့်ပြီးနန်းတိန်ရှောင်းရဲ့ခွန်ဆန်လုံးပြောလာမယ့်စကားကိုနားထောင်ပါအောင်မစူပါနဲ့လားကွယ်လို့တူတူလေးပြောလိုက်ပါတယ်။အရိအချိန်ကစားပြီးနန်းတိန်ရှောင်းဟာနောင်ပြင်လိုကြတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ယနေ့အတိုင်းရည်စည်းတံမကြရတော့ဘူးလို့ဆိုကြပါတယ်ဒီလိုနဲ့ခွန်ဆန်လောရဲ့မိခင်မိတွေကတော့သူ့ရွာကတော်လက်တဲ့နန်းဦးပြင်းဆိုတဲ့ခွန်ဆန်လောမသိအောင်တိတ်တဆိတ်သဘောတူထားပြီးခွန်ဆန်လောနဲ့လက်ထပ်ဖို့ကြိပေးထားခဲ့ပါတယ်ဒီအကြောင်းကိုခွန်ဆန်လောသိတဲ့အခါမှာတော့ခွန်ဆန်လောကသူ့ရှိသူနန်းဦးပြင်းကလွဲပြီးတခြားဘသူနဲ့မှလက်မထပ်နိုင်ဘူးလို့ညှင်းဆန်ခဲ့ပြီးနန်းဦးပြင်းကို လက်ထက်ကသူ့ရဲ့ကျိုင်းတော်မျိုးခေါ်ဆောင်လာခဲ့ပါတယ်ဒီလိုနဲ့နောင်ပြင်းကြောင့်မိမိရဲ့ဂတိပြတ်ရတယ်ဆိုပြီးခွန်ဆန်လို့ရဲ့မိခင်ဟာနောင်ပြင်းကိုမုံတီးစပြူလာခဲ့ပါတယ်ဒီလိုနဲ့ခွန်ဆန်လို့ရဲ့မိခင်ဟာနေနဲ့ငါသားနဲ့တူရဲလားတန်ရဲလားဆိုပြီးအညိုကြီးစွာနှိပ်စက်ပါတော့တယ်အဲဒီလိုနဲ့ခွန်ဆန်လို့ရဲ့မိခင်ဟာခွန်ဆန်လုံးကုံရောင်းထွက်လို့အိမ်မှာမရှိတဲ့အခိုက်အတန့်မှာနောင်ပြင်းရဲ့ထမင်းနဲ့ စူးတွေထဲကကောင်းချင်းစံတွေကိုအတွေ့ထဲပြီးပေါင်းခိုင်းတာစတဲ့နီးမျိုးစုံနဲ့နှိပ်စက်ခဲ့ပါတယ်။ဒါပေမဲ့တနာစရာကောင်းတဲ့နန်းဦးပြင်လေးကတော့ခွန်ဆန်လို့စိတ်မကောင်းဖြစ်မှာဆိုလို့ဘာတကူးမှဖွင့်မပြောပဲအောင်းဤတီးခံခဲ့ပါတယ်။ဒါပေမဲ့စိတ်ရန်ဆင်းရဲလာတဲ့အခါမျိုးဆိုရင်တော့တယောက်တည်းဘသူမှမသိအောင်ငိုကြွေးရှာရပါတယ်။ဒီလိုနဲ့နန်းဦးပြင်ကိုဝင်ရှိလာတဲ့အခါမှာတော့နှစ်ယောက်သား ပျော်ရွှင်ကြည်နူးခဲ့ကြပါတယ်။ဒါပေမဲ့ကိုဝင်အရင်မှဖြစ်နေချိန်မှာခွန်ဆန်လုံးဟာမဖြစ်မနေကုံရောင်းကုံဝဲထောက်ခါရလာတော့တယ်။ကလေးမမွေးခင်အချိန်မီပြန်လာခဲ့မယ်လို့နှောင်းပြင်ကိုကြည်ပေးပြီးခྱི་ထွက်သွားခဲ့ရတယ်။ခွန်ဆန်လုံးခྱི་ထွက်သွားတာနဲ့ခွန်ဆန်လုံးရဲ့မိခင်ဟာနှောင်းပြင်ကိုထုံးစံအတိုင်းပြန်နှိပ်စက်ပါတော့တယ်။ကိုဝင်အရင်မှဖြစ်နေတဲ့နှောင်းပြင်ကိုလှေကားကနေပြုတ်ကြအောင်လှေကားကို တမင်ဖြုတ်ထားခဲ့ပါတယ်။ဒါအုံမသိတဲ့နန်းဦးပြင်ကလှေကားကနေဆင်းလိုက်တဲ့အခါမှာတော့ပြုတ်ကျခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲကလေးရောမိခင်မှာအသက်မဆုံးကျုံးခဲ့ပေမဲ့ဒီလောက်ရက်ဆက်တဲ့ရောက်ခမနဲ့မနေတော့ဘူးဆိုပြီးခွန်ဆန်လုံးပြန်လာအောင်မဆောင်နိုင်ပဲမိမိမွေးရမြင်မိဘတွေစီပြန်သွားပါတော့တယ်။လန်ခီတဝက်မှာပဲကိုဝင်အရင်မှနေမို့ဘိုက်လာလာပြီးအဖို့အကူညီနဲ့ကလေးမွေးွားခဲ့ပါတယ်။ ဒါပဲမဲ့ကန်ဆိုးစွာနဲ့ပဲကလေးကအသက်မရှင်ခဲ့ပါဘူး။နှောင်းဦးပြင်ကစိတ်နှလုံးထိခိုက်ကြေကွဲစွာနဲ့"ဩကန်ဆိုးလိုက်တဲ့သားလေးရဲ့နင့်အဖေမျက်နှာကိုတော့မြင်ကွင်းမရှိပဲလူလောကနေပြန်ထွက်သွားရပြီ။နင့်အဖေကိုသွားချပါတော့"လို့ပြောပြီးဝမ်းနှပင်ရဲ့ခွာချားမှာတင်ထားခဲ့ပါလေ။ဒီလိုနဲ့အဲ့ဒီကလေးဟာ နောက်ဆုံးမှာအိုးအောင်ငက်လေးဖြစ်လာပြီးသူ့အဖေကိုအမြဲတမ်း အော်ခေါ်နေရှာပါတယ်သူအတန်ကိုရှမ်းလူမျိုးတွေကပေါ်ဝေပေါ်ဝေအဖေရေလို့ကြားနေရပြီးယနေ့အတိုင်းခွန်ဆန်လုံးကိုအော်ခေါ်နေစေလို့ဆိုကြပါတယ်ဒီလိုနဲ့နောင်ပြင်းလေးဟာခီးပန်းပြီးမိဖွားသားကตาလေးနဲ့အသက်မရှင်တာစတဲ့အမျိုးမျိုးသောဒုက္ခဝေဒနာတွေကြောင့်စိတ်ထိခိုက်ပင်ပန်းပြီးနောင်ပြင်းဟာအိမ်ရောက်တာနဲ့တည်ဆုံးသွားခဲ့ရပါတယ် ူမမသေးဆုံးခင်မှာမိုင်းကင်သူတွေသူ့လိုအဖြစ်ဆိုးမျိုးနဲ့မကြုံရအောင်မိုင်းကင်သူတွေသူ့လိုမျိုးအလုံးစုံမပြည့်စုံပါစေနဲ့ရှင်ရင်ချက်တစ်ခုအများအားရှိနေပါသည်မိုင်းကင်ကထွက်တဲ့ပစ္စည်းတွေအားလုံးသူများတွေထက်အည်သွေးကောင်းပါစေလို့ကြင်စာတိုက်ခဲ့ပါတယ်ဒီလိုနဲ့ခွန်ဆန်လောကုံရောင်းကုံဝဲကနေပြန်ရောက်လာတဲ့အခါမှာတော့နောင်ပြင်းအိမ်မှာမရှိတော့ပဲပြန်သွားပြီဆိုတဲ့သတင်းကိုကြားရတဲ့တပြိုင်နဲ့ မိုင်းကင်ကိုမြင်းနဲ့အပြေးလာခဲ့ပါတယ်။နောင်ဦးပြင်းတို့အိမ်ရောက်တဲ့အခါမှာတော့ရွာသူရွာသားတွေနဲ့ဆွေမျိုးမိတ်ဆွေတွေကနောင်ဦးပြင်းရဲ့အလောင်းကိုမပြခြင်းလို့အိမ်နဲ့ပေးမဝင်ပဲတကားဝမှာဝိုင်းပိတ်ထားကြပါတယ်။အဲဒီအခါခွန်ဆန်လောက သူ့ကုံရောင်းလို့ရလာတဲ့ငွေရင်းကားတွေကိုရေးပြမို့ကျဲရှားလိုက်ပါတယ်။ဒီလိုနဲ့လူတွေကငွေရင်းကားတွေလူကောင်နေတော့ခွန်ဆန်လောကအိမ်ထဲဝင်သွားပြီး နန်းဦးပြင်းရဲ့အလောင်းကို တွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲခွန်ဆန်လောဟာအရန်စိတ်ထိခိုက်ကြေကွဲပြီးနန်းဦးပြင်းမရှိရင်လည်းငါလည်းဒီလောကမှာရှိနေလို့ဘာမှမထူးဘူးဆိုပြီးသူ့မှာပါလာတဲ့ဓာတ်နဲ့သူ့ကိုယ်သူ အဆုံးစီရင်လိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲနန်းဦးပြင်းရဲ့အလောင်းပေါ်ကိုလဲကြပြီးအဲဒီနေရာမှာပဲတည်ဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့ခွန်ဆန်လောဆုံးတဲ့တဲ့ရင်ကိုကြားတော့သူ့မိခင်ဟာရှက်ရှင်းလိုက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့အလောင်းတွေကိုဘီဂျင်ကရက်ပြင်ဆင်ထားတာတွေ့တော့အယမ်းစိတ်ဆိုးသွားပြီးနန်းဦးပြင်ကိုအမုန်းမပြေသေးတာကြောင့်သူ့မှာပါလာတဲ့ဝါထန်ပိုးနဲ့အလောင်းတစ်ခုကြားမှာရှားထားလိုက်ပါတယ်။နောက်ဘဝမှာလည်းသူတို့နှစ်ဦးပြန်မဆုံနိုင်ပါစေနဲ့လို့ကြိမ်စာတိုက်လိုက်ပါသေးတယ်။အဲ့ဒီဝါထန်ပိုးကို သူတို့ကိုမြုပ်နှံတဲ့နေရာအထိယူဆောင်သွားပြီးအလောင်းမြုပ်တဲ့နေရာမှာလည်းလိုက်ရှားကထန်ပိုးမရွေ့အောင် စိုးနဲ့ခိုင်ခိုင်မာမာထိုးဆိုင်ထားခဲ့ပါတယ်။ဒီလိုနဲ့ခွန်ဆန်လောနဲ့နှောင်းပြင်းတို့ဟာတည်ဆုံသွားပြီးနောက်ကောင်းကင်မှာကြဲကလေးတွေဖြစ်သွားကြပါတယ်။ဒါပေမဲ့မိခင်ရဲ့ကြီးမားတဲ့အမုန်းအာဃာတကြောင့်ကြဲကလေးတွေဘဝမှာတော့ရှစ်သူနှစ်ဦးဟာအေးချမ်းစွာ ပေါင်းစုံခွင့်မရကြပါဘူး။ခွန်ဆန်လောရဲ့မိခင်ရှားတဲ့ဝါထန်းဘိုးဟာအစ်စ်30ပါရှိတဲ့အတွက်ကြဲသုံးလုံးမောင်ရင်ဆိုင်တန်းကြဲအဖြစ် ခေါ်ဆိုကြပြီးသူတို့နှုတ်ဦးကြမှာတန်းပြီးရှားနာထားလို့မပေါင်းဆောင်နိုင်ပဲရှိနေပါတယ်။ဝါရန်ဘူးရဲ့အစစ်တစစ်ဟာကြဲတလုံးကိုကိုစားပြူတာမို့အစစ်သုံးစစ်ဆိုတော့ကြဲသုံးလုံးပေါ့။စိုးနဲ့ရိုက်ထားတဲ့နေရာကတော့မိမိန်နေတဲ့ကြဲတန်းဆွေးဆွေးဆောင်းဆောင်းလေးအဖြစ်အဲ့ဒီထံပိုးတရံကျဲသုံးလုံးရဲ့အောက်ရှင်နာမှာစို့တဲ့ဘွယ်တီရှိနေတာကိုယနေ့အတိုင်းမြင်တွေ့နေရဆဲပဲဖြစ်ပါတယ် နှစ်ပေါင်းများစွာကြာပေမဲ့ယခုဒီတိုင်နောင်ဦးပြင်ရဲ့အိမ်မြေခွက်နေရာဟာဘာအပြဲမှမပေါက်ရောက်ပဲတည်ရှိနေခဲ့ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းကင်မြို့ကိုရောက်ဖြစ်ခဲ့ရင်နောင်ဦးပြင်ရဲ့မြေခွက်ဘေးမှာတီထားကိုးကွယ်ထားတဲ့ဇီးတီတစုလဲရှိပါတယ်။ခွန်ဆန်လောနဲ့နောင်ဦးပြင်ဇလန်းဟာရှမ်းတိုင်းရင်းသားတွေသိရှိမှုတဲ့ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လဲဖြစ်ပါတယ်။ရှမ်းတိုင်းရင်းသူတိုင်းရင်းသားတို့ရဲ့ တမိုင်းနောက်ခံပုံမြင်လဲဖြစ်သလိုဝမ်းနဲ့ကြည်ခွဲစရာပုံမြင်လဲဖြစ်ပါတယ်။သိရှိခဲ့ကြတဲ့ရှစ်သူနှစ်ဦးဟာတီလွန်သွားတော့လေအရှိစိတ်ရဲ့ဆွဲလန်းမှုကြောင့်ကျဲလေးနှစ်ပွင့်အဖြစ်တည်ရှိနေကြပါတယ်။ကျဲတစ်ပွင့်ကညာဦးပိုင်းမှာလင်းလက်ပြီးနောက်ထပ်ကျဲတစ်ပွင့်ကတော့မိုးတောက်ခံဒီမှာလင်းလက်ပါတယ်။ဒီကျဲသုံးလုံးကတော့သုံးနှစ်တစ်ကြိမ်နီးဆက်ပြီးကျန်တဲ့နှစ်များမှာပြန်လဲဝေးကွာသွားကြရတယ်လို့သိရပါတယ်။ ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီကျွန်တော်တော့တင်ဆက်သူဇွေရနိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်တစ်ချိန်ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ